မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ၈ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စားမင်းအောင်လှိုင်ကရုရှားနိုင်ငံကိုရောက်ရှိနေတဲ့အချိန်မှာယူကရိန်းကနေပြီးတော့ရုရှားနိုင်ငံမော်စကိုမြို့ထဲကိုတာဝေးပစ် drone များနဲ့တတိယနေ့အဖြစ်နဲ့ဆက်လက်တိုက်ခိုက်နေပြီးတော့ရုရှားနိုင်ငံကလေကြောင်းခရီးစဉ်240ကျော်ကိုဖျက်သိမ်းရွှေ့ဆိုင်းလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရုရှားစံတော်ချိန်မေလ9ရက်နေ့မနက်ပိုင်းနဲ့ညနေပိုင်းနေမှာ ယူကရိန်းကနေပြီးတော့ရုရှားနိုင်ငံမော်စကိုမြို့ထဲကိုတာဝဲပစ် drone များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကရုရှားစံတော်ချိန်မေလ9ရက်နေ့ညနေ4နာရီမှာရုရှားနိုင်ငံမော်စကိုမြို့ကိုစိုက်ရောက်ခဲ့တယ်လို့သိရပါဗျ။ ယူကရိန်းက drone များနဲ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတိုက်ခိုက်မှုဟာတတိယနေ့တိုက်ခိုက်မှုဖြစ်ပြီးတော့ရုရှားကရင်းမြစ်နီအောင်ပွဲနေ့စစ်ရေးပြအခမ်းအနားအတွက်ပြင်ဆင်နေတဲ့အချိန်မှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်မော်စကိုမြို့မှာရှိတဲ့အထက်လေးစိတ်များမှာလေးချောင်းခရီးစဉ်များဖျက်သိမ်းခြင်း၊ရွှေ့ဆိုင်ခြင်းများကိုလှုပ်ဆောင်ခဲ့ရတယ်လို့သိရပါဗျ။ ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားလေကြောင်းလိုင်း Aeroflot ကမေလ9ရက်နေ့မနက်ပိုင်းမှာမော်စကိုကိုအသွားပြန်လေယာဉ်ခရီးစဉ်ပေါင်း100ကျော်ကိုဖျက်သိမ်းခဲ့ရပြီးတော့လေကြောင်းခရီးစဉ်140ကျော်ဟာလည်းနှောင့်နှေးကျန်ကြာခဲ့ရတယ်လို့သိရပါတယ်။ရုရှားနိုင်ငံရဲ့မော်စကိုမြို့တော်ဝင်စာဂျီဆိုဗီယန်နိုင်ငံကမေလ9ရက်နေ့မနက်အစောပိုင်းမှာယူကရိန်းရဲ့ drone 6စီးနဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။မေလ9ရက်နေ့ညနေပိုင်းမှာတော့ယူကရိန်းရဲ့တိုက်ခိုက်ရေး ဒရုန်းစက်၅စင်းကိုခြေမုံနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ယူကရိန်းရဲ့ဒရုန်းများနဲ့မော်စကိုမြို့ကိုတိုက်ခိုက်မှုများဟာမေလ၉ရက်နေ့ရုရှားရဲ့နှစ်၈၀ပြည့်ယင်းမြန်နီနှစ်ပတ်လည်အခမ်းအနားပြင်ဆင်မှုများကို နောက်ဆက်ရန်ရည်ရွယ်ထားပုံရတယ်လို့သတင်းများကဖော်ပြထားပါတယ်။ယူကရိန်းရဲ့ drone တိုက်ခတ်မှုများကြောင့်ယူကရိန်းစစ်ပွဲမှာအခြေအနေကောင်းမွန်နေပြီလို့ရုရှားသမ္မတပူတင်ရဲ့သတင်းပေးမှုကိုလက်ခံထားတယ်။ရုရှားနိုင်ငံသားများကိုတုံ့လောက်စေခဲ့တယ်လို့သိရပါတယ်။ရုရှားကိုလာရောက်မယ်။နိုင်ငံတကာခေါင်းဆောင်များကြားထဲမှာရုရှားနိုင်ငံအတွက်အဆက်ရစေနိုင်တယ်လို့သတင်းများကဆက်လက်ရေးသားနေကြပါတယ်။မေလ9ရက်နေ့မှာရင်းမြစ်နီချီတက်ပွဲအတွက်ရုရှားကလုံခြုံရေးတွေတင်းကျပ်ထားပြီးတော့ တရုတ်သမ္မတရှီကျင်းဖင်နဲ့ဘရာဇီးသမ္မတလူးစ်အင်နာစီယိုလူလာဒါဆီလ်ဗာတို့အပါအဝင်နိုင်ငံ20ကျော်ကခေါင်းဆောင်များလာရောက်ကြမှာဖြစ်တယ်လို့သိရပါဗျ။ယူကရိန်းသမ္မတဇယ်လန်စကီးကမေလ9ရက်နေ့မှာရုရှားရင်းပြင်နီ20ပြည့်ခြိတက်ပွဲကိုတက်ရောက်ကြမယ်သူတွေရဲ့လုံခြုံရေးကိုတာဝန်မယူနိုင်ဘူးလို့ထုတ်ဖော်ပြောဆိုခဲ့ပါဗျ။ရုရှားနိုင်ငံကမော်စကိုမှာကျင်းပမယ်ရင်းပြင်နီ20ပြည့်အောင်ပွဲအခမ်းအနားများနဲ့တိုက်ဆိုင်စွာတစ်ဖက်သက်82နာရီကြာအပြစ်ခတ်ရက်စဲရန်စီစဉ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်တွေကြားထဲမှာတိုက်ပွဲများပြင်းထန်ခဲ့ပြီးတော့မေလာဇန်းအတွင်းမှာစစ်ကောင်စီဘက်ကတေဆုံးထိခိုက်မှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီပြည်သူ့စစ်ပူးပေါင်းတပ်များကဖားကန့်ဒေသပြန်လည်ဆုံးမနိုင်ရေးအတွက်အင်အားအများပြားနဲ့ထိုးစစ်ဆင်ခဲ့ရာလက်တလုံးမှာဖားကန့်မြို့နယ်ကတ်မော်ဒေသမှာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါဗျ။ကတ်မော်နဲ့ဆိုင်းဖရာရွာကြားမှာတိုက်ပွဲဖြစ်တာ ဒီ၄၅ရက်အတွင်းမှာစစ်ခွေးတွေဘက်ကဒဏ်ရာရတာရောတေတာရောအလုံးပေါင်းရင်150လောက်ရှိတယ်။အတုံးယုံမဲ့မေလ6ရက်နေ့ကဆိုရင်အယောက်40ကျော်လောက်တေကုန်တယ်လို့ကချင်စီရေးသတင်းရင်းမြစ်ကပြောပြထားပါရယ်။ဒါအပြင်ဗမော်မြို့တိုက်ပွဲဟာလည်းညပိုင်းအချိန်အထိကိုပြင်းထန်နေတယ်လို့ပြောပြထားပါရယ်။ဗမော်အခြေအနေကမေလ9ရက်နေ့မှာတနေကုန်တိုက်ပွဲဖြစ်တယ်မေလ9ရက်နေ့ည7:00နာရီခွဲအထိကိုမရမနာဖြစ်နေတာတော်တော်လေးကိုပြင်းထန်ပါတယ်ဗမော်မှာစစ်ခွေးတွေကတန်ချက်ကကားတွေနဲ့တံပြန်ပြီးတော့ထိုးစစ်ဆင်နေပါတယ် တနေကုံကိုတိုက်ပွဲဖြစ်တာည7:00နာရီခွဲအထိပဲလို့ကချင်စည်ရေးသတင်းအရင်းမြစ်ကရှင်းပြထားပါတယ်။ KIA ပူပေါင်းတပ်ဖွဲ့ဟာမမော်မြို့ကိုအပိသက်သိမ့်ပိုင်နိုင်ရေးအတွက်ဧပြီလ25ရက်နေ့မှာပြန်လည်ပြီးတော့ထိုးစစ်ဆင်ခဲ့ရာစကခ21တပ်ဌာနချုပ်ခလိုက်ရ40ခွန်တိုက်ရင်စေးထောက်ဖို့နဲ့အင်ဂျင်နီယာတပ်များကိုအပြင်းထန်တိုက်ခိုက်နေတယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးဌာနကအသိပေးထားပါတယ်။ဒါအပြင် ဖားကတ်ဒေတာတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ပြည်သူစစ်ကမြေပြင်ထိုးစစ်တာမကဘဲနဲ့လေကြောင်းကနေပါတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KIA ကပြီးခဲ့တဲ့ရက်ပိုင်းကသတင်းဖော်ပြအတိပေးထားပါတယ်ဖားကတ်မြို့နယ်မှာရှိတဲ့ KIA တိုက်ရင်26တိုက်ရင်44နယ်မြေများအတွင်းမှာစစ်ကောင်စီကထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများပြင်းထန်နေကနှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကတိုက်ဆုံမှုတွေများပြားနေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးကမေလ၄ရက်နေ့မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းသွေးရိပ်လမ်းမကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုလေးလာကြာတိုက်ခိုက်ခဲ့ရာတိုက်ရင်မှုဒုတက်ရင်မှုနဲ့ဒုဗုံမှုအပါအဝင် စစ်သား150အထက်မှနေထိခိုက်သေးဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကနေ2025ခုနှစ်မေလ6ရက်နေ့အထိတိန်ခွန်မောတော်နေဆက်ကုံသွေးရိတ်လမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ KNL ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များဟာနေတိုင်းနေပါတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပိတ်တိုက်ပွဲများဟာအချိန်ရည်တရာထက်မနည်းဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးသူ150ထက်မနည်းရှိကတေဆုံးသူတွေထဲမှာတိုက်ရင်မှုတအူဒုတိုက်ရင်မှုတအူနဲ့ ဲ့ဒုဗုံမှုတအုပ်တို့လည်းပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်ဘက်ကလည်းစစ်ကောင်စီတပ်သား12ဦးလက်နက်ချပြီးတော့ KNL ပူပေါင်းမဟာမိတ်တပ်ဖွဲ့ Black Cobra စစ်ကြောင်းထံမှလက်နက်နဲ့တကွအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလောအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများဟာခမရ၄3တိုက်ရင်ကစစ်ကောင်စီတပ်သား3ဦးဟာ MA1 တပ်နဲ့3လက်ခမရ280တိုက်ရင်ကစစ်ကောင်စီတပ်သား3ဦးဟာ MA1 တပ်နဲ့2လက် ခလာရစက်ခွန်တိုက်ရင်ကစစ်ကောင်းစီတပ်သား6ဦးဟာ MA1 တပ်နက်4လက် A2 တပ်နက်2လက်နဲ့လက်ပြဘုံ6လုံးတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါဗျ။အခုလိုအလင်းဝင်လာတဲ့စစ်ကောင်းစီတပ်သားများကိုတိုက်ရင်စက်တဲ့တိုက်ရင်မှုကစုချင်းငွေတအုပ်ကိုငွေကျပ်30စီအသေးသေးဂုံပြုတ်ချင်းမြေပေးအပ်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်းစီကနေပြီးတော့စစ်မှုထမ်းအတင်းခေါ်ပြီးတော့စစ်ကောင်းစီထမ်းမှာမနေလိုပဲနဲ့ပြည်သူထံကိုပူးပေါင်းလာပြီးတော့တိုက်ရင်စက်တဲ့အထဲမှာလက်နဲ့နဲ့တကွာအလင်းဝင်လာတာပေါ့အဲ့လိုအလင်းဝင်လာတဲ့စစ်ကောင်းစီတပ်သားတွေကိုဂုံပြုတ်စုငွေတွေပေးပြီးတော့ကြိုးဆိုခဲ့ပါတယ်လို့ ်ခွတောင်းတမန်အထူးဆက်ကြောင်းကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့1027စစ်စင်ရေးနဲ့တောင်းတမတော် TNL ကတင်ပိုက်ထားတဲ့နောင်ချိုးကြောင်းမဲတီဘောမိုးကုတ်နဲ့မိုးမိတ်မြို့နယ်များကနေထွက်ပြေးတင်းဆောင်ခဲ့ရတဲ့အုတ်ချုပ်ရင်းမှုနဲ့ဌာနဆိုင်ရာဝန်ထမ်းများကိုစစ်ကောင်စီကပြန်လည်စူးစီးခေါ်ယူနေပြီးတော့မြို့နယ်များကိုပြန်လည်ဝင်ရောက်ပြီးတော့အုတ်ချုပ်စီမံနိုင်ရေးအတွက်ပြင်ဆင်ထားရန်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်အေပီလာအတွင်းကတရုတ်နိုင်ငံကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီနဲ့ TNL ကြားဆွေးနွေးပွဲမှာ TNL ကတိမ့်ပိုက်ထားတဲ့မြို့နယ်များကိုပြန်ပေးဖို့အတွက်စစ်ကောင်စီကတောင်းဆိုခဲ့ရမှာမအောင်မြင်ခဲ့တော့လေစစ်ကောင်စီကထပ်မံပြီးတော့ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းများတရင်ပေးဖို့ကြရန် ်တပ်ဆိုင်ရာမြို့နယ်များကိုပြန်လည်ပြီးတော့ဝင်ရောက်စီမံအုပ်ချုပ်နိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ထားကြရန်အခုမေလာအတွင်းမှာထပ်မံညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါဗျ။တီအန်နာလီကတိမ့်ပိုက်ထားတဲ့မြို့နယ်တွေကနေတိမ့်ဆောင်လာရတဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကိုတရင်ပေးဖို့ကြောင်းနဲ့အခုယာယီရုံးတွေမှာပုံမှန်အတိုင်းရုံးပြန်တက်ချဖို့ညွှန်ကြားထားပါတယ်။ဥပမာဆိုရင်မိုးကုံမြို့အတွက်ထွေအုပ်၊လာဝကနဲ့ဌာနဆိုင်ရာယာယီရုံးတွေကိုမန္တလေးမှာထပ်ပြီးတော့တိုးချဲ့ပြီးဖွင့်ထားတာရှိပါတယ်။အဲ့ဒီယာယီရုံးတွေမှာမိုးကုံနဲ့ဆက်ဆက်တဲ့ဌာနဆိုင်ရာတွေ အုပ်ချုပ်ရေးလုပ်ငန်းတွေကိုပုံမှန်အတိုင်းလဲပတ်ခိုင်းထားပါတယ်မလာသေးတဲ့ဝန်ထမ်းတွေလည်းရှိနေတော့မေလာထဲမှာယာယီရုံးတွေကိုရုံးလာတက်ကြဖို့အတွက်ထပ်ပြီးတော့ခေါ်တာပါသဘောတရားကတော့တိတ်ပိုက်ခံရတဲ့မြို့နယ်တွေပြန်ရတဲ့အခါမှာအုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာတွေအစင်သည့်အစားထိုးနိုင်ဖို့လုပ်နေတာပါလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။ TNL ကတင်ပိုက်ထားတဲ့မြို့နယ်များပြန်လည်မပေးနိုင်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုတဲ့ကြားတွေကနေစစ်ကောင်စီကတင်ပိုက်ခံရတဲ့မြို့နယ်များရဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းများပြန်လည်လဲပိုက်ခိုင်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ ချင်းနိုင်ငံရှိတာကတော့လာရှိုးရသွားပြီးတဲ့နောက်မှာပြည်ထောင်နိုင်ငံရဲ့ပြင်းထန်တဲ့ဖိအားနဲ့ကြံတဲ့မြို့နယ်တွေလည်းမဖြစ်မနေပြန်ရမယ်ဆိုပြီးတော့ယုံကြည်တွက်ဆထားပုံရတယ်။ဒါကြောင့်တိမ့်ပိုက်ခံထားရတဲ့မြို့နယ်တွေရဲ့အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာလုပ်ငန်းတွေကို virtually လက်ပတ်ခိုင်းနေတာလို့ယူဆရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းတွေကရှင်းပြထားပါတယ်။မေလ၄ရက်နေ့ကပြုတ်လုခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ TNL ကတိမ့်ပိုက်ထားတဲ့မြို့နယ်များကိုစစ်ကောင်စီထံကိုပြန်ပေးရန်တရုတ်နိုင်ငံရဲ့ဖိအားများရှိနေတော်လဲပြန်ပေးမှာမဟုတ်ဘူးလို့ TNL ရဲ့တွဲဘက်အတွင်းရေးမှူးနှစ် ဗိုလ်မှူးကြီးတာပန်းလာကထုတ်ဖော်ပြောဆိုခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့မှာရှိတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ကတိမ့်ပိုက်တဲ့အချိန်မှာလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရဘဲနဲ့တေဆုံနဲ့ပျောက်ဆုံးစည်ရင်ဝင်ထားတဲ့အရာရှိစစ်သည်များရဲ့ကြံရည်သူမိသားစုနဲ့ဇနီးများအားလုံးကိုစစ်ကောင်စီကခံစား권နဲ့လာစာများထုတ်ပေးမှုများကိုရပ်ဆိုင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကိုကက် MNDAA က2024ခုနှစ်ဩဂတ်လမှာလာရှိုးမျိုးနဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုတိမ့်ပိုက်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်ပိုင်းမှာလာရှိုးမျိုးနဲ့ရမခါကို MNDAA ကတိမ့်ပိုက်ပြီးတဲ့နောက်လွတ်မြောက်ခဲ့ကြတယ်ကြံရည်သူမိသားစုဝင်များနဲ့ဇနီးများက မိုင်းရံနဲ့တန်ရံမှာအခြေစိုက်ထားတဲ့တပ်များနဲ့တပ်အရာရှိများထံကိုဆက်သွယ်ပြီးတော့သတင်းပေးပို့ခဲ့ကြတယ်လို့သိရပါတယ်။လာရှိုးနဲ့ရမခကြဆုံပြီး၂လအကြာ2024ခုနှစ်အောက်တိုဘာလကစတင်ပြီးတော့တေဆုံပျောက်ဆုံနဲ့လက်နက်ချညှန့်ခံခဲ့ကြတယ်။ကြံရည်သူဇနီးများနဲ့မိသားစုဝင်များကိုခံစားခွင့်လစာတဝက်ကိုစစ်ကောင်စီကထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ကို့အမျိုးသားရဲ့လစာတွေကိုကြံရည်သူဇနီးနဲ့မိသားစုတွေကိုမနေ့ကအောက်တိုဘာလမှာပြန်ပြီးတော့စထုတ်ပေးတယ်။ အပြည့်တော့မရပါဘူးရန်နေကြလာစားရဲ့တဝက်ကိုပဲပေးတယ်တချို့တက်တွေမှာတော့လူကြီးကောင်းရင်အပြည့်ရတယ် အဲ့ဒါတော့အခုမရတော့ဘူးရက်သွားပြီဘာလို့လဲမေးတာလဲမသိဘူးလို့ပဲပြန်ပြောတယ်တချို့ကလစာထုတ်မရတာ၄လလောက်ရှိနေပြီတချို့ကြတော့လဲမက်လာနဲ့ AP လကစပြီးတော့ထုတ်ခွင့်မပေးတော့ဘူးလို့ပြောတယ်တရင်ဘက်ကတော့လူကြီးတွေကရက်ခိုင်းတာလို့ပြောတယ်အရာရှိရောစစ်သည်ရောအကုန်လုံးဘာမှထုတ်ခွင့်မပေးတော့တာလို့လာရှိုးမှာပျောက်ဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတအုပ်ရဲ့ဇနီးကရှင်းပြထားပါတယ်ဒါအပြင်လာရှိုးမှာတိတ်ဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ကြံရည်သူမိသားစုဝင်များဟာလည်းအသက်အာမခံကြေးအပါဝင် ်ဘာအခွင့်အရေးမှစစ်ကောင်စီထံကမရခဲ့ဘူးလို့ပြောပါတယ်။တေဆုံးသွားတဲ့စစ်သည်နဲ့အရာရှိများရဲ့အလောင်းမပြနိုင်တဲ့သူတွေကို6လစောင့်ခိုင်းထားပြီးတော့6လကျော်မှကျန်းသူမိသားစုအတွက်ခံစား권ရရှိရေးစောင့်ရွက်ပေးမယ်လို့ပြောဆိုခဲ့တော်လဲစစ်ကောင်စီကဂရိမတီဘူးလို့ကျန်းသူတပ်မိသားစုဝင်များကပြောဆိုနေကြပါတယ်။တေဆုံးဆိုရင်လည်းပျောက်ဆုံးစည်းရင်းနဲ့ထည့်ပြီးတော့6လစောင့်ရမယ်လို့ပြောတယ်။တကယ်တမ်း6လကျော်မှဘာတရင်မှမကြရရင်အတအာမကန်နဲ့အခြားခံစား권ရရှိရေးအတွက်လုပ်ပေးမယ်လို့ပြောတာပဲ။ အခု6လကျော်တဲ့အပြင်7လတဲတောင်ဝင်နေပြီဘာမှလည်းလုံမပေးဘူးဘာမှလည်းအကြောင်းမကြားဘူးသွားမေးရင်လည်းလုံနေပါတယ်ပဲပြောတာပေသွားတဲ့သူတော်မှအယိုးဆွေးနေတော့ပြီလို့လာရှိုးအခြေဆိုင်ထောက်ပို့တက်6နဲ့6ကစစ်တီတအုပ်ရဲ့မိခင်တအုပ်ကရှင်းပြထားပါတယ်လာရှိုးရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိတ်ပိုက်ခံရတဲ့တိုက်ပွဲမှာခုခံတိုက်ခိုက်ရင်းနဲ့ပျောက်ဆုံးသေဆုံးဟာဒီချင်းခံခဲ့ရတဲ့စစ်တပ်အရာရှိစစ်တီများရဲ့ကြံရည်သူမိသားစုဝင်များဇနီးများဟာ နေစရာနိုင်ငံများလည်းမရရှိပဲနဲ့ပြင်ပမှာအလွန်ဆင်းရဲဒုက္ခကြီးစွာနဲ့နေထိုင်နေရတယ်လို့သိရပါတယ်။ဒါကြောင့်အချက်ပတ်စစ်ခေါင်းဆောင်မင်းအွန်လိုင်းထံကိုအတနာခံစားများအချိန်ချင်းတင်ပြကြတော့လေဒစုံတရားထူးခြားလာခြင်းမရှိဘူးလို့ကျဲအိတူမိသားစုဝင်များကပြောပါတယ်။ယခုခါမှာတရုတ်နိုင်ငံရဲ့ဂျားဝင်စွတ်ဖတ်မှုနဲ့စစ်ကောင်စီကလာရှိုးမျိုးပေါ်စက်နှစ်ရက်ကွက်ကို MNDA ထံမှပြန်လည်ရယူထားပြီးဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့နယ်မြောက်ပိုင်းနေရာအချို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမေလ9ရက်နေ့ည7:00နာရီခွဲဝင်းကျင်ကဂံကောင်းမြောင်နယ်မြောက်ပိုင်းမှာရှိတဲ့နေရာ3နေရာကိုအကြမ်းဖက်စစ်ကောင်စီရဲ့ဒရုန်းလေတပ်ကနေတက်လာတဲ့ Jet Fighter 2စီးနဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲတိုက်ခိုက်မှုအတွင်းမှာထိခိုက်ပျက်စီးမှုနဲ့ပတ်သက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့ပြောပါဗျ။ phone line တွေဖြတ်ပြီးတော့မှဘုံကျဲသွားတာပါထိခိုက်မှုတော့မရှိပါဘူး။ဂံကောင်းမြောက်ပေါ်မှာတော့나이ပိုင်းနဲ့ပြန်ပြီးတော့ဖွင့်ပေးတယ် ်ကြေးရွာတွေဘက်မှာတော့မရသေးဘူးလက်လွတ်ထားရတဲ့နယ်မြေတွေပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လေကြောင်းကနေအသာစီးယူပြီးတော့ပြန်ပြီးထိုးစစ်ဆင်ဖို့စ조사နေတယ်လို့သုံးသပ်ရပါတယ်ရောဒေတာမှာကအခုတလော့တိုက်ပွဲတော့မရှိဘူးငြိမ်နေတယ်စစ်ကောင်စီကတစ်ဖက်သက်လေကြောင်းကနေပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်လို့ရောလင်းနဲ့ကကိုပါကောင်းကသတင်းပေးဖို့ပြောကြားထားပါတယ်အချက်ပါစစ်ကောင်စီဟာဂန်ဟောမြို့နယ်အတွင်းဖုန်းလိုင်းများဖြတ်တောက်ကာ ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ပြီးတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရောဒေတာအတွင်းကိုနေတိုင်းနေပါဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့လေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုက်နာပေးကြပါရန်နဲ့အိမ်တိုင်းအိမ်တိုင်းမှာဘုံခုခြင်းများကိုတူးထားကြပါရန်တော်လိုင်းအဖွဲ့အစည်းများကတိုက်တွန်းထားပါတယ်။အလားတူပဲမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေရွက်ရွာကြီးရွာကိုမနေ့ကမေလ9ရက်နေ့နေ့လယ်7:00မိနစ်အချိန်မှာစစ်တပ်ရဲ့တိုက်လေရင်ကဘုံကျဲချောင်းမှုနှစ်ကြိမ်လုံဆောင်သွားတယ်လို့သိရပါတယ်။ အဲ့ဒီလေးချောင်းတက်ခတ်မှုကြောင့်ပြည်သူ၁၀ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ပြည်ဥလွင်ခရိုင်ပြည်သူ့ကာကွယ်အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။အေဘီလ၁၉ရက်နေ့ကလည်းတမိတ်ချင်းမြို့နယ်ရေထွက်ရွာကိုစစ်တပ်ကဘုံကျဲတက်ခတ်ခဲ့တဲ့အတွက်ပြည်သူအယောက်၄၀ကျော်သေဆုံးခဲ့ရာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ